အမေရိကန်ကတော့နှစ်ပေါက်တစ်ပေါက်ရိုက်ခံရပြီဖြစ်ပါလေတာလီဘန်တွေသိမ်းယူထားတဲ့အမေရိကန်စစ်တပ်တွေဟာစစ်သွေးကြွအဖွဲ့တွေစီရောက်ရှိသွားပြီလို့သိရပါတယ်မမီကြောက်မှာပါသမရဂျိုးပါနယ်နဲ့တက်ကအမေရိကန်ကအာဖဂန်နစ္စတန်ကနေဒရောတော့ပါစုတ်ခွာသွားပါလေအဲ့ဒီမှာအမေရိကန်လုတ်လက်နက်တွေအာဖဂန်မှာအ ਨੇ စုံအလက်9သိန်းလောက်ဒီတိုင်းကြီးကျန်ခဲ့ပါတယ်အများအပြားပါစစ်သုံးလေယာဉ်ကြီးတွေဟန်ဗီကားတွေ မော်တော်ယာဉ်တွေသာမကဆက်သက်နဲ့တွေအဝေးပြစ်လောက်ကြတဲ့အကုန်လုံးဝင်ကြံခဲ့ပါတယ်။ဘာကြောင့်အမေရိကန်အဲ့ဒီလိုမျိုးအာဖဂန်ကလည်းရောတော့ပါဆုတ်ခွာသွားတာလဲဆိုတော့ဒီနေ့ထိပေလိဖြစ်နေသေးပါ။ဒါကြောင့်ဒီလိုမျိုးလုပ်ရကြောင့်ဂျိုးဘိုင်နန်ကလည်းရွေးကောက်ပွဲမှာရှုံးနေခဲ့တဲ့အကြောင်းတရားတွေပါသွားပါတယ်။အခုအမေရိကန်ကြံခဲ့တဲ့လက်နက်တွေကိုစစ်သွေးကြောအဖွဲ့တွေစီကိုတာလီဘန်တွေကမှောင်ခိုဈေးကွက်နဲ့ရောင်းချလိုက်ပြီလို့သိရပါတယ်။ ၂၀၂၁တုန်းကအမေရိကန်တပ်တွေအာဖဂန်ကနေစုခွာသွားတဲ့နောက်တာလီဘန်ဖွဲ့ဟာနိုင်ငံအာဏာကိုပြန်ထိန်းချုပ်လိုက်ပါလေ။အမေရိကန်ရဲ့ဒရောတော့ဘာစုခွာမှုပြီးအာဖဂန်ဆိုရလုံခြုံရေးတပ်တွေဟာတာလီဘန်ထိုးစစ်ကုန်မခုခံနိုင်တော့ဘဲအချိန်တိုတွင်ရှုံးပေးသွားရပါလေ။နောက်ပြီးတော့အာဖဂန်စစ်တပ်ကလည်းမတိုက်ဘဲနဲ့လက်နက်ချလိုက်ပါလေ။အဲဒီနောက်အမေရိကန်ကအာဖဂန်ဆိုရစီထောက်ပံ့ထားတဲ့စစ်လက်နက်များအပြားဟာတာလီဘန်ရဲ့သိမ်းယူခြင်းကိုခံရပါလေ။ မရိကန်စနစ်နဲ့ရေအတွက်9သိန်းလောက်ဟာတာလီဘန်တွေတဲကတစ်ဆင့်ပျောက်ဆုံးသွားတာဒါမှမဟုတ်တခြားအဖွဲ့အစည်းတွေစီမှောက်ခိုလန်းကြောင်းကလည်းရောင်းချလိုက်တာလည်းရှိလာကြောင်းဒီကိစ္စနဲ့ပတ်သက်ပြီးထရဲဝင်သိထားတဲ့သတင်းရင်းမြစ်တွေကပြောလာပါလိမ့်ကုလသမဂ္ဂကလည်းအဲ့ဒီစီးရင်ပျောက်သွားတဲ့လက်နက်တွေကတချို့ဟာအယ်ကိုင်ဒါစီရောက်သွားတယ်လို့ယုံကြည်ပါတယ်အဲ့ဒီကနေတစ်ဆင့်ပြန်ပွားသွားပါလိမ့်တာလီဘန်ကလည်းနိုင်ငံအများစုနဲ့စစ်တုံးသေးယူပို့ဆောင်ရေးတွေအပါအဝင်အမေရိကန်စစ်တပ်ရဲ့ရေတွက်တသားလောက်ကို2021မှာသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။ ်အမေရိကန်တပ်တွေရုတ်သိမ်းသွားတဲ့အချိန်အာဖဂန်စစ်သားတွေဟာလက်နက်ချထွက်ပြေးကြတဲ့နောက်အမေရိကန်စစ်လက်နက်တွေရင်းနေဟာတာလီဘန်တွေလက်ထက်ကိုအလွယ်တကူရောက်သွားတာပေါ့ဒါပေမဲ့တချို့စစ်လက်နက်တွေကတော့ဆုတ်ခွာသွားတဲ့အမေရိကန်တပ်တွေကထားခဲ့ကြတာဖြစ်ပါတယ်တာလီဘန်တွေတက်ရောက်သွားတဲ့ American စစ်နေနေထဲမှာ M4 နဲ့ M16 rifle တွေလည်းပါဝင်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ရည်ရွယ်ပိတ်ဆို့မှုကော်မတီစီဝေးတစ်ခုကိုကာတာနိုင်ငံဒိုဟာမှာမနစ်ကပြုတ်လုခဲ့တဲ့နောက် တာလီဘန်ကိုယ်စားလှယ်တွေကအဲ့ဒီစစ်လက်နက်တွေကတဝက်လောက်ပျောက်ဆုံးသွားပြီဆိုတော့ဝန်ခံခဲ့ပါလေကော်မတီဖွဲ့ဝင်တို့ကပျောက်ဆုံးသွားတဲ့စစ်လက်နက်တွေဗမာရှိတယ်ဘသူတွေတုံးနေတယ်ဆိုတော့တိကျမသိနိုင်သေးပဲဖြစ်နေပါလေဒါပေမဲ့အယ်ကိုင်ဒါဆက်ဆက်ဖွဲ့စည်းနေဖြစ်တဲ့ပါကစ္စတန်တာခီတာလီဘန်ဥစ်ဘက်ကစ္စတန် အစ္စလာမ်မစ်လှုပ်ရှားမှုတပ်အရှေ့တာကစ္စတန်အစ္စလာမ်မစ်လှုပ်ရှားမှုတပ်နဲ့ယီမန်ခြေဆိုင်အာဇာရူလာလှုပ်ရှားမှုတပ်တွေမှာဒီလက်နက်တွေကတချို့ ရောက်နေတယ်လို့ကုလကယုံကြည်ပါတယ် တာလီဘန်နေစီကပျောက်ဆုံးသွားတဲ့လက်နက်တွေဟာမောင်းခိုဈေးကွက်ထဲရောက်ခဲ့ပြီးအဲ့ဒီအဖွဲ့စီကတဆင့်ထပ်ဆင့်ဝယ်ယူခဲ့တာဖြစ်ပါတယ်2023ကုလသမဂ္ဂအစည်းအခမ်းအစအရတာလီဘန်ဆိုရဟာဒေသဆိုင်ရာ စစ်ဦးစီးအရာရှိတွေကိုသိမ်းဆည်းရမိတဲ့ American စစ်လက်နက်တွေရဲ့20ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ပေးခဲ့ပြီးအကျိုးဆက်ဖြစ်အဲ့ဒီလက်နက်တွေဟာမောင်းခိုဈေးကွက်ထဲဒလဟောရောက်ရှိသွားပါတယ်နောက်ပြီးဒေတာလိုက်စစ်ဦးစီးတွေချာမှာဆက်လက်နဲ့အပြန်အလှန်လက်ဆောင်ပေးတာဟာအင်အားစုစည်းမှုမဟာမိတ်ဖြစ်မှုကို ပြသတဲ့ခိုင်မာတဲ့တင်ကြရဒလိဖြစ်နေခြင်းကလည်းလက်နက်တွေစင်းရဲပြောက်မှုကိုပိုဆိုးသွားစေတယ်လို့ကုလသမဂ္ဂကမှတ်ချက်ပေးပါတယ်။ပြီးတော့လက်နက်မောင်းကိုဇေကွက်ဟာတာလီဘန်ရဲ့ဒေသဆိုင်ရာစစ်ဦးစီးတွေအတွက်ချမ်းသာကြွယ်ဝမှုအရင်းမြစ်ကြီးတစ်ခုဖြစ်ဆက်လက်ကြီးထွားနေတယ်လို့အစိုးရခန်းစာမှာဖော်ပြထားပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။တမရထရန့်ရဲ့ကုံသွယ်မှုမူဝါဒတွေအတွက်အမေရိကန်ပြည်ထောင်စုဆိုရကိုကယ်လ်ဖိုးနီးယားပြည်နယ်ဆိုရကတရားစွဲလိုက်ပါပြီ။ ပြပသွင်းကုန်ခွန်ခါတွေမြင့်တင်သတ်မှတ်နေတဲ့သမရထရန့်ကိုစန့်ကျင်တဲ့အနေနဲ့ကယ်ဖိုးနီးယားပြည်နယ်ဆိုရက American Federal ဆိုရက်ကိုတရားစွဲဆိုလိုက်ပါလေထရန့်ဟာသမရဖြစ်လာကြတဲ့ကပြပသွင်းကုန်တွေပေါ်အခွန်စည်းကျမှုမူဝါဒတွေအမျိုးမျိုးပြောင်းလဲသတ်မှတ်နေပြီးအကျိုးဆက်အဖြစ်နိုင်ငံတကာစည်းကွက်မှာမတည်ငြိမ်မှုကြရက်တွေဖြစ်ပေါ်နေပါလေ AP 16နေမှာတော့ကယ်ဖိုးနီးယားဟာအဲဒီကိစ္စနဲ့ပတ်သက်လို့ထရန့်ရဲ့ Federal ဆိုရက်ကိုတရားစွဲဆိုတဲ့ပထမဆုံးပြည်နယ်အနေနဲ့ ပေါ်ထွက်ခဲ့ပါတယ်။ပြည်내အောက်ချုပ်ရေးမှူးနဲ့ပြည်내ရှင်းနေချုပ်တို့ကထရန့်ဟာအခုလိုမျိုးကုန်သွယ်ခွန်စည်းချက်မှုတွေကိုလှုပ်ချင်အောင်လုပ်ဖို့အခွင့်အာဏာမရှိဘူးလို့ပြောပါတယ်။ကယ်ဖိုးနီးယားပြည်내ဆိုရစီကတရားစွဲဆိုမှုဟာပြည်ပကုန်သွယ်ခွန်တွေကိုအမျိုးမျိုးပြောင်းလဲပြီးမြင့်တင်သတ်မှတ်နေတဲ့ထရန့်ရဲ့မူဝါဒပိုင်းအတွက်တရားရေးအကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပါတယ်။ထရန်လုံးနေတာတွေဟာနိုင်ငံတကာနိုင်ငံအတွက်အစိုးရကအစိုးဆုံးကိုကိုကိုသွင်းနေမှုလိုမျိုးကယ်ဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဘင်နီယူစန်ကပြောပါတယ် ခေတ်သစ်အမေရိကန်သမိုင်းမှာခုလောက်ဆိုးွားတဲ့ကိုကုတ်ကိုဖျက်ဆီးမှုမျိုးတခါမှမမြင်ဘူးလို့ Gavin Newsom ကဝေဖန်ပါတယ်။ဒါထရရဲ့မတည်ငြိမ်တဲ့အခွန်မူဝါဒကြောင့်အမေရိကန်ပါဝင်ကမ္ဘာ့ရှယ်ယာဈေးကွက်တစ်ခုလုံးထိခိုက်ကျဆင်းမှုတွေဖြစ်ပေါ်ခဲ့တာလို့ပြောပါတယ်။ကုန်သွယ်ရေးနဲ့စီးပွားရေးနာဂတ်မရေရာမသေးချာမှုဖြစ်မှုတွေကြီးထွားလာတာတွေကိုရည်ညွှန်းပြောပါတယ်။လူရေအတန်း40လောက်နေထိုင်ပြီးအမေရိကတနိုင်ငံလုံး GDP ရဲ့14%လောက်ခွဲတန်းရှိတဲ့ကယ်လ်ဖိုးနီးယားပြည်နယ်ဟာထရန့်ရဲ့ ွင်းကုန်အခွန်မူဝါဒကြောင့်နိုင်ငံစီးပွားရေးထိခိုက်မှုကြုံလာရင်အထိခိုက်ဆုံးခံစားရမယ့်ပြည်နယ်ဖြစ်လာနိုင်ကြောင်းစီးပွားရေးပညာရှင်တွေကခန့်မှန်းပါတယ်တကယ်လို့အမေရိကန်ပြည်နယ်တစ်ခုအနေနဲ့မဟုတ်ဘဲနိုင်ငံတစ်ခုအနေနဲ့ယက်တီမယ်ဆိုရင်ကယ်လီဖိုးနီးယားဟာကမ္ဘာပေါ်မှာစီးပွားရေးပစ္စမအတောင်တင်းဆုံးနိုင်ငံတော်ဖြစ်လာမှာပါ။ထရရဲ့ကတောင်ကနေနိုင်လာတဲ့အခွန်စည်းချက်မှုမူဝါဒကြောင့်နိုင်ငံတကာကုန်သွယ်ရေးပမာဏကျဆင်းသွားရင်ကယ်လီဖိုးနီးယားဟာ ဒေါ်လာဘီလီယံပေါင်းများစွာနစ်နာဆုံးရှုံးနေမယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးကဗင်နျူဆန်ကဆွဆွဲပါတယ်။သူဟာထရန့်ရဲ့စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအလွဲအမှားတွေဟာထရန့်ကိုမဲပေးခဲ့သူတွေပါဝင်အမေရိကန်နိုင်ငံသားအလုံးရဲ့နေအိမ်ဘဝကိုကြီးကြီးမားမားကြီးထိခိုက်နေတာနေပြီးထရန့်ရဲ့သူ့ရဲ့အတွင်းစည်းတွေကရန်မုံငွေလူရှင်တွေနဲ့ဘီလီယံတော်သတိတွေသာကောင်းကျိုးချမ်းသာခံစားရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ မရိကဟာလွတ်လပ်တဲ့ရင်းရှင်စီးပွားရေးစနစ်ကနေခရိုနီရင်းရှင်စီးပွားရေးစနစ်အောက်ကိုသတင်းပတ်နဲငယ်လေးအတွင်းမှာတင်ပြောင်းလဲသွားခဲ့တယ်လို့ Gavin Newsom ကဆိုပါတယ်2028ခုနှစ်မရိကရွေးကောက်ပွဲမှာသမ္မတနေရာအတွက်ပါဝင်ရှင်ပြိုင်ပွဲရှိတယ်လို့သတင်းကြည့်တဲ့ Democrat Party ဝင်နိုင်ငံရေးသမား Gavin Newsom ကဒီလောက်ဖြတ်လို့ဖြတ်စီကိစ္စတွေဖြစ်နေတဲ့ပေါ့သူ့ရဲ့ပြည်နယ်ဆိုရက်က လို့မှလက်ပိုက်ကြည့်နေနိုင်တော့ဘူးလို့ပြောသွားပါလေ။ထရန်ဟာတဲရဲ့သွင်းကုန်တွေကိုပြင်မှတ်ထားပြီးအခွန်145ရာခိုင်နှုန်းမြင့်တင်စီးကြရမှာရေးပေါ်စီးပွားရေးလက်ပိုက်ဝင်အုပ်တွေကိုတောခဲ့ပေမဲ့ကယ်လီဖိုးနီးယားပြည်နယ်ဆိုရရဲ့တရားစွဲဆိုမှုမှာတော့အဲ့ဒီဥပဒေဟာသမရကအမေရိကန်နိုင်ငံတဲကိုပြပောက်သွင်းကုန်စီးဝင်မှုရပ်တန့်အောင်အခွန်စီးကျမှုတွေကိုအသုံးချဖို့လောက်ပိုင်ခွင့်ပေးမထားဘူးလို့ထင်သွင်းထောက်ပြပါလေ။ပြည်နယ်ရှင်းနေကျော်ရော့ဗွန်ဒါကတော့ကယ်လီဖိုးနီးယားပြည်နယ်ဆိုရရဲ့တရားစွဲဆိုမှုဟာ အမေရိကန်ဆိုရကဖွဲ့စည်းပုံဥပဒေကိုတိကျလိုက်နာဖို့တရားရုံးစီရှောက်ထားတောင်းဆိုတဲ့ဒိဗေတာဖြစ်ကြောင်းသတင်းတောက်တွေကိုပြောခဲ့ပြီးခုချိန်ဒီမှာတော့သမရရဲ့လုပ်ပုံကံပုံဟာဥပဒေထက်ကိုရောက်နေတယ်လို့ဖြစ်မနေဘူးလားလို့မေးခွန်းထုတ်သွားပါလေ။အင်ဗီရိုပြောရေးဆိုခွင့်ရရရှိတယောက်ကတော့ကယ်ဖိုးနီးယားပြည်နယ်ဆိုရရဲ့တရားဆွဲဆိုမှုဟာအခြေမြစ်မရှိဘူးလို့တုံ့ပြန်ပါလေ။ကယ်ဖိုးနီးယားမှာဒုစရိုက်မှုတွေအင်ဂျီယာမဲတွေ စင်းရဲကြက်တဲမှုတွေနဲ့ရုန်းကန်နေရတာကိုအာယုံဆိုင်မဲ့စာ Garvin Newsom ရဲ့ပြည်နယ်ဆိုရဟာအမေရိကန်မှာကာလရှည်အမြင့်ဆွဲနေတဲ့ကုန်သွယ်ရေးလုံငွေပြောင်းမှုပြဿနာကိုဖြေရှင်းဖို့သမနာထရန့်ရဲ့အပြင်းထန်အားထုတ်ကြိုးပမ်းမှုကိုပိတ်ပင်နိုင်ဖို့အချိန်ဖြုံးနေတာလို့ဆွဆွဲသွားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။မြောက်ကိုရီးယားဟာယူကရိန်းစစ်ပွဲမှာအုံပြုတဲ့အမြောက်ကြီးစံ၄တန်းရုရှားကိုပေးပို့ခဲ့တယ်ဆိုပါတယ်။ပြီးခဲ့တဲ့လပေါင်း၂၀တွင်မှာ နောက်ကိုရီးယားနိုင်ငံယူကရိန်းစစ်မြေမှာတုံးခဲ့တဲ့အမြောက်ကြီးစံ၄တန်းကျော်ရုရှားကိုပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဆိုပါကာလတွင်မြောက်ကိုရီးယားဟာခရမ်မီကြောက်တွေထည့်ထားတဲ့ကွန်တိန်နာအလုံးကြီး15,800ကျော်ရုရှားကိုတင်ပို့ခဲ့ပါတယ်။အမြောက်ကြီးတွေပါဝင်ကွန်တိန်နာ16,000လေးပါယထာနဲ့ယူကရိန်းနဲ့ဆက်နီးရုရှားကိုပို့ဆောင်ခဲ့ရာယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားရုရှားကိုထောက်ခံမှုအားကိုမီးမောင်းထိုးပြနေပါတယ်။ ယူကရိန်းဘက်ကရရှိတဲ့ချက်လက်ရမြောက်ကိုရီးယားနိုင်ငံကရုရှားကိုအမြောက်ကြီးစံ၄သန်းကနေ၆သန်းထိပေးပို့ခဲ့တယ်လို့ကြွမ်းကျင်သူတွေကပြောပါလေ။မြောက်ကိုရီးယားနိုင်ငံဟာရုရှားစစ်တပ်အတွက်ခရမီကြောက်အဓိကအရင်းမြစ်ဖြစ်လာတယ်လို့သတင်းတွေကဖော်ပြပါလေ။ရုရှားတပ်ဖွဲ့ချုပ်သုံးတဲ့ခရမီကြောက်တွေဟာမြောက်ကိုရီးယားစီကပို့ဆောင်ခဲ့တာကိုရိုက်တာသတင်းဌာနကဖော်ထုတ်ပါလေ။ မြောက်ကိုရီးယားဟာရုရှားလက်နက်ကြီးတစ်ဖက်ရဲ့အသက်သွေးကြောဖြစ်တဲ့122မီလီမီတာနဲ့152မီလီမီတာအမြောက်ကြီးစံ၄သန်းကျော်ရုရှားကိုလွှဲပြောင်းပေးခဲ့တာလို့ယူကရိန်းထောက်လှမ်းဌာနပြောကြားချက်ရသိရပါတယ်ရုရှားနိုင်ငံရှိလက်နက်စင်ုံတွေက2024အတွင်းအမြောက်ကြီးစံ2သန်းမှ1.3သန်းထိထုတ်လုပ်နိုင်ခဲ့တယ်လို့ယူကရိန်းနဲ့နောက်နိုင်ငံတောင်ဝရှိသူတွေကခံမှန်းပင်ပဲမြောက်ကိုရီးယားလက်နက်ကြီးကြီးတွေကရုရှားစစ်တပ်အတွက်အဓိကအရေးပါပါတယ်မြောက်ကိုရီးယားဟာယူကရိန်းစစ်ပွဲမှာ ရုရှားကိုကူတိုက်ပေးဖို့တဖွဲ့ဝင်တွေလည်းစေလွှတ်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်မြောက်ကိုရီးယားမှာအကြီးဆုံးဖြစ်လာနိုင်တဲ့ဆောက်လုပ်စစ်စစ်သင်္ဘောရဲ့ဂျိုမှုဓာတ်ပုံတွေထွက်ပေါ်လာတာကလည်းတောင်ကိုရီးယားကို ရတမအေးဖြစ်စေပါတယ်။မြောက်ကိုရီးယားရေတပ်ပိုင်ဆိုင်ဗုဒ္ဓမြောက်အကြီးဆုံးစစ်သင်္ဘောကြီးတိဆောက်မှုဟာအရှိန်ကောင်းကောင်းနဲ့ရှေ့ဆက်နေတယ်လို့ယုံကြည်ရပါတယ်။ ရိုက်ကူးထားတဲ့ဂျိုဒုမတန်တပ်ပုံတွေရမြောက်ကိုရီးယားနောက်ဘက်ကန်ယူတဲမှာရှိတဲ့နန်ဘိုအသင်းဘောချင်းမှာအဲ့ဒီစစ်သင်ဘောကိုတီဆောက်နေတာပါမာဇာနိပညာကမ္ပဏီကရိုက်ထားတဲ့ဂျိုဒူတပ်ပုံရာဆိုအဲ့ဒီသင်္ဘောကြီးဟာမြောက်ကိုရီးယားရေတပ်မှလက်ရှိပိုင်ထားတဲ့ဘယ်သင်္ဘောထက်မဆိုအ ਨੇ စုံနှစ်ဆလောက်ပိုကြီးတဲ့သဘောပါရင်ရက်ကိုရီးယားရုပ်လုံးပေါင်နေပြီဖြစ်ပေမဲ့လက်နက်စနစ်တွေနဲ့တခြားအတွင်းပိုင်းဖွဲ့စည်းမှုတွေကိုဆက်လက်တည်ဆောက်နေစေပဲလို့ဂျိုဒူမတန်တပ်ပုံတွေရသိရပါတယ် တင်မောဟာပေး460လောက်ရှေ့လျပြီးပယ်ထိန်လုံးကြီးတွေတက်ထားတဲ့ free gate မျိုးစားဖြစ်နိုင်တယ်လို့နိုင်ငံတကာမဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေးစင်တာမှရှိတဲ့စည်ရေးကြွန့်ကျင်သူတွေကပြောပါတယ်ဒီရွယ်စားဟာမျိုးကိုရီးယားရေတပ်မှအကြီးဆုံးဖြစ်ပေမဲ့ American စစ်သင်္ဘောနဲ့တော့နှိုင်းရှင်လို့မရသေးပါဘူးဥမာ American ရေတပ်ရဲ့ဖြတ်သင်းမောတွေဟာ905ပေရှိပြီးလက်ရှိတိဆောက်ဆဲ constellation စင့်ဖြတ်သင်းမောတွေက496ပေရှိပါတယ် နော်ကိုရီးယားကတော့ကင်ဂျုံဝန်ကနိုင်ငံရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုဤပညာပိုင်းအဆင့်မြင့်တင်မှုတွေအသောခွန်ဆိုင်လုပ်မယ်လို့ကြွေးကြော်ထားသလိုမနစ်တုံးကလည်းစောင့်လုပ်စဲစစ်သင်္ဘောအကြီးစားတစ်စင်းကိုတွားရောက်စစ်ဆင်နေတဲ့မှတ်တမ်းတပ်ပေါ်ကိုအစိုးရသတင်းဌာနတွေက ထုတ်ပြန်ပြသပါလိမ့်။စည်ရဲသူတွေတိတွေကအလီတောင်ကတပ်ပေါ်ကိုခြေပြုတ်လေးလာပြီးသင်္ဘောတိဆောက်မှုဟာဒေါင်လိုက်ပြလွတ်တဲ့ cruise တုံးကြီးတွေပါဝင်ခက်သည့်ရေတက်မှာအုံပြနေတဲ့လက်နက်မျိုးစားအလုံးကိုကင်တွယ်နိုင်ခြေရှိပြီးတော့ အစင်းမြေရေဒါတွေပါတပ်ဆင်ထားမယ်လို့ယုံကြည်ကြောင်းပြောပါတယ်။မြောက်ကိုရီးယားဟာလက်နက်နည်းပညာမြင့်တရေကိုအသုံးခုံဆိုင်လုပ်နေပေမဲ့လက်တွေ့စစ်စင်နိုင်စွမ်းနဲ့လေ့ကျင့်မှုပိုင်းမှာတော့အားနည်းချက်တွေအများကြီးရှိနေနိုင်တယ်လို့စည်ရေးသူတွေတွေကထောက်ပြပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ရုရှားနဲ့တွေ့ဆုံဆွေးနွေးမှုတွေမလုပ်ခင်ယူကရိန်းကိုလာလည်ဖို့အမေရိကန်သမ္မတထရန့်ကိုဇလန်စကီးကတိုက်တွန်းဖိတ်ခေါ်လိုက်ပါလေ။ ရကသမထရန်အနေနဲ့ယူကရိန်းစစ်ပွဲဆုံးသက်ရေးရုရှားနဲ့ဘလို့သဘောတူညီမှုမဆိုမလုပ်ခင်မှာယူကရိန်းကိုလာလေဖို့ယူကရိန်းသမ္မတဇီလန်စကီးကဖိတ်ကြားပါတယ်။သမ္မတကြီးအနေနဲ့ကျေးဇူးပြုပြီးဘလို့ဆုံးဖြတ်ချက်ဘလို့ညှိနှိုင်းမှုပုံစံမလုပ်ခင်ယူကရိန်းကပျက်စီးသွားတဲ့တေဆုံးသွားတဲ့လူမှုတွေအရက်သားတွေစစ်သားတွေစေယုံတွေဖျားကြောင်းတွေခလင်းတွေကိုလာကြည့်ရှိလိုက်ပါလို့ဇီလန်စကီးက CBS သတင်းဌာနရဲ့60 minute season interview မှာပြောပါတယ်။ ယူကရိန်းနိုင်ငံဆန်မီကိုတနင်္ဂနွေနေ့ကရုရှားဒုံးကျည်ဒဇင်းထိမှန်ပြီးလူ35ဦးသေက118ဦးဒဏ်ရာနဲ့ဖြစ်ရမတိုင်မီဒီအင်တာဗျူးမှာပြောခဲ့တာပါယူကရိန်းစစ်သားတွေစီဝေးလို့တဲ့နေရာရုရှားကဒုံးကျည်နဲ့ပြစ်လို့ယူကရိန်းစစ်သည်60လောက်တေဆုံးခဲ့ရပါတယ်။ထရန်ကဒါဟာမှောင်ရင်ပြစ်ခတ်မှုလို့ပြောလိုက်ပြီးဘသူက ပြောတယ်ဆိုတော့ကိုတော့ထုတ်ဖော်ပြောခြင်းမရှိပါဘူး။စိုးဝါလာပါလေ။သူတို့အမှားလုပ်ခဲ့တယ်လို့ကျွန်တော်ကပြောတယ်လို့မေးမြန်းမှုကိုထရန်ကဖြေပြီးမဲ့အသေးစိတ်ကိုဖော်ပြခြင်းမရှိပါဘူး။ ဇလန်စကီဖိတ်ကြားချက်ကိုထရန့်အနေနဲ့လက်ခံမလားစောင့်ကြည့်ရမှာပါထရန့်ဟာပြစ်ခတ်ရဆဲအတွက်မော်စကိုနဲ့ဆက်ဆံရေးတူတောင်းကြိုးပမ်းချိန်ရုရှားနဲ့ယူကရိန်းကတော့စစ်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပဲဖြစ်ပါတယ်အပြင်ထရန့်ကဒီလိုမျိုးစစ်ပွဲကြောင့်တေဆုံးမှုတွေမှာယူကရိန်းသမ္မတဇလန်စကီလည်းအပြစ်မကင်းဘူးလို့ပြန်လည်ဆွဆွဲပြောဆိုသွားပါတယ်စစ်ပွဲရဆိုင်ကိစ္စအမေရိကန်ကဂျာဝင်ဆစ်ဆက်ပေးနေချိန်ရုရှားရဲ့ခုလိုတိုက်ခိုက်မှုပေါ်မှာလည်းနောက်မဟာမိတ်နိုင်ငံတွေကရှုတ်ချတယ်လို့အမေရိကန်ကလည်းရှုတ်ချပါတယ် ်ခါကတော့လူတွေများကြီးတည်နေတဲ့ဒီစစ်ပွဲမှာပူတင်လည်းပြစ်ရှိတယ်လို့ဘိုင်ဒန်နဲ့ဇလန်စကီတို့လည်းအပြစ်တင်ခံရမှာဖြစ်တယ်လို့ဆွတ်ဆွဲပါတယ်တခြားသူတွေက ကိုယ့်ကိုဒုံးကြီးတွေပေးကပ်မယ်လို့မျှော်လင့်အောင်တသက်နေတော့ကိုထက်အင်အားအဆ20လောက်သားတဲ့ရန်သူနဲ့စစ်မဖြစ်သင့်ဘူးလို့ထရန့်ကပြောပါတယ်ရုရှားရဲ့တိုက်ခိုက်မှုဟာမှားတယ်ဒါပေမဲ့တကယ်တမ်းမှာလူ၃ယောက်ကျွလုံးနဲ့အမားတွေကြောင့်တန်းနဲ့ချီသေးသေးပြည့်စည်နေရတာဖြစ်ပါလေ။ကုတင်ဟာနံပါတ်၁အပြစ်တင်ရမယ့်သူသားဖြစ်တယ်ဆိုရင် ကိုကိုကိုဘာလို့လို့လုံးမမသိခဲ့တဲ့ဘိုင်ဒန်ကဒုတိယဇလန်စကီကတတိယလို့သတ်မှတ်ရမယ်လို့ထရန့်ကပြောသွားပါတယ်။ယူကရိန်းစစ်ဘက်မှအသေးချေပျက်စီးမှုရေအတွက်အတိအကျမသိရပေမဲ့သင်္ကေတန်းဖြစ်ပြီးတော့တန်ကနန်းထိမရောက်ဘူးဆိုတာလေလာသူတွေကပြောပါတယ်။ထရန့်ကဇလန်စကီကဒုံးကြီးတွေထက်ဝယ်ဖို့ပဲစိတ်စောထက်တန်နေသူလို့ပြောပါတယ်။ကိုကစစ်ပွဲကိုစတိုက်မယ်ဆိုရင်နိုင်ချင်ရှိမှရှိနားလည်ဖို့လိုတယ်လို့ဝေဖန်ခဲ့ပါလိမ့်။ ရုရှားယူကရိန်းစစ်ပွဲဟာ2022ကတည်းကစတင်ခဲ့ပါတယ်။ဒါပေမဲ့ထရန့်ကတော့ဇီလန်စကီကစစ်ပွဲကိုစတင်ခဲ့တဲ့သူလို့မကြာခဏဆွဆွဲနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်နိုင်ငံမှာပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ကိုမီးတင်ရှို့ခဲ့သူကိုပင်ဆယ်ဗေးနီးယားရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ပင်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂျော့ရှာပီရိုရဲ့နေအိမ်ကိုအသက်38နှစ်အရွယ်မျိုးသားတဦးကပြီးခဲ့တဲ့တနင်္ဂနွေကတည်းကမီးရှို့ခဲ့ပါတယ်။သူ့လောက်ရဲ့ကြောင့်အိမ်တွင်းပိုင်းခန်းတချို့ဆူဆူဝါးမီးလောင်ပျက်စီးသွားပါတယ်။ခုတော့ ဲ့ဒီမျိုးသားဟာဖမ်းခံထားပြီးသူ့ကိုမီးရှို့မှုလူသက်ရန်ကြံစည်မှုအကြမ်းဖက်မှုရန်လိုတိုက်ခိုက်မှုတွေနဲ့စွဲချက်တင်ဖို့စီစဉ်နေပါတယ်။သူဟာနောက်တစ်ချိန်မှာ American သမ္မတနေရာကိုယီမန်းနိုင်သူလို့ခင်ကြီးပေးခံနေရတဲ့ပြည်နယ်အုပ်ချုပ်မှုရဲ့နေအိမ်ကိုမှမီးတင်ပြီးတော့တွားရှို့တာဖြစ်ပါလိမ့်။ဒါအပြင်ဘာကြောင့်သူ့အနေနဲ့မီးရှို့လဲဆိုတာမသိပါဘူး။ ဒီမိုကရက်ပါတီကိုစားပြုနိုင်ငံသမားကနောက်တနေ့သတင်းစာရှင်းပုံမှာတော့သူကြုံခဲ့တဲ့အထိတ်တလန့်အချိန်ပိုင်းအတွက်တုံ့နှုတ်မိတယ်လို့ပြောပါတယ်။သူနဲ့မိသားစုကတော့အန်ဒီကကင်းပြောင်းရွှေ့နိုင်ပေမဲ့အိမ်ကတော့အတော်ပြက်စီးခဲ့တယ်လို့ပြည်နယ်အုပ်ချုပ်မှုကဆိုပါတယ်။ပြည်နယ်မြို့တော်ဟာရစ်ဘတ်မှာပဲတန်တရားတရားခံကိုဖမ်းမိခဲ့ကြောင်းပြည်နယ်ရဲတပ်ဖွဲ့ကော်မရှင်နာမင်းကြီးကပြောပါတယ်။အဖမ်းခံရခြင်းအဲ့ဒီလူစီမှာလက်လွတ်လောင်စာပုံတွေကိုလည်းသိမ်းပြေးပါတယ်။ရဲတွေက အဲ့ဒီလူဟာဒီပြည်နှောင်းချုပ်ရေးမှူးအိမ်ရဲ့ CEO တနေရာကလည်းကြောင်းဝင်ခဲ့ပြီးအိမ်နာထိချင်းကပ်ပြီးတဲ့နောက်မီးရှို့မှုကျူးလွန်ခဲ့တာလို့ပြောပါလိမ့်အစောပိုင်းတော့ရဲတွေအတန်တရတဲ့အခါကိုဖမ်းမိရင်ဒေါ်လာတစ်သောင်းစုချင်းငွေပေးမယ်လို့ကြေညာခဲ့ပြီးသူ့ဖမ်းခံရမှုဟာအဲ့ဒီစုချင်းငွေနဲ့ဆက်ဆက်တဲ့သတင်းပေးမှုကြောင့်လာတော့မသိရပါဘူးအဲ့ဒီလူကဘာကြောင့်ခုလိုမီးရှို့မှုကိုကျူးလွန်နေလဲဆိုတော့စုံစမ်းမေးမြန်းတော့မှဖြစ်ပါလိမ့်ပြည်နှောင်းချုပ်ရေးမှူးဟာဇနီးဖြစ်သူနဲ့တာသမီလေးဦးနဲ့တူအဲ့ဒီအိမ်တော်မှာနေတာလို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ခိုင်းနိုင်ငံပချာဘန်းခိုင်မှာဝရင်လှုပ်သွားလို့ရင်အဆင်မပြေတဲ့အတွက်နေအိမ်ကိုပြန်လာရာဘတ်စကားတွေကကားပေါ်ကိုခွေးတင်ခွင့်မပြုတဲ့အတွက်ကြောင့်ခွေးပိုင်ရှင် အမျိုးသားဟာ သူ့ရဲ့ခွေးကိုခြိပိုးပြီးမီတာတရာကျော်ဝေးတဲ့ခီးကိုပူပြင်းတဲ့ကြာသည်ဥတုအောင်မှလမ်းလျှောက်သွားတဲ့ဖြစ်ရဖြစ်ပေါ်ခဲ့ပါလိမ့်အသက်9နှစ်သားအရွယ်ရှိတဲ့ရှီဇူဇူမျိုးသားစုတ်ဖောက်ခွေးလေးကိုခြိပိုးလာတဲ့အဖီချင်းဆိုတဲ့မျိုးသားဟာဝရင်လှုပ်သားပါ သူကရိန်လုပ်ငန်းမှာနှစ်ပတ်သာလုံလုံခွင့်ရပြီးဘတ်ဂျက်ထောင်သာပေးတဲ့အတွက်နောင်ဖုံခရိုင်မှလော်ဘူရီခရိုင်လန်နာရာခရိုင်ဘူတယုံထိကီလိုမီတာရာချီဝေးတဲ့ခရီးကိုခွေးကိုတည်ပြီးလမ်းလျှောက်သွားနေတာထိုင်းလူမှုကွန်မီဒီယာတွေမှာပြန့်နှံ့ခဲ့ပါလေ။ဥတုံးထာလီခရိုင်မှနေအိမ်ထိခွေးအားချီပိုးပြီးလမ်းလျှောက်ပြန်နေတဲ့သူ့တည်ငုံသိရှိရခြင်းတိုက်ဆိုင်စွာပဲသူ့ရင်ရှိပန်းချက်နံမှာဖြစ်သွားတာကိုမြင်ရပြီးနောက် ဒေသခံတဦးကတနာပြီးမိမိကားနဲ့လန်နာရန်ခရန်ဘူတိုင်ုံအထိလိုက်ပို့ပေးမယ်လို့တောင်းဆိုကလိုက်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်းထိုင်းမီဒီယာတွေကဒီသတင်းကိုအကြေတဝင်းဖော်ပြနေတာပဲဖြစ်ပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ထိုင်တန်အကစားလောကနဲ့ဟောလိဝုဒ်ရုပ်ရှင်ရိုက်ကွေးလောကတို့ပေါင်းစည်းကဘောလုံးကန်တွင်ခရစ်စတီယာနိုရော်နယ်ဒိုနဲ့နယ်မေကျော်ရုပ်ရှင်ဒါရိုက်တာမက်ထရိုဘွန်တို့ဟာ you are marvel လို့ခေါ်တဲ့ပူတွဲရုပ်ရှင်စတူဒီယိုလုပ်ငန်းကိုစတင်လိုက်ပြီဖြစ်ပါတယ်။ ဒီစတူဒီယိုအားအစင်းလာတွေကိုလေးထားပြီးတော့စမ်းတဲ့နီးပညာကိုလက်ခံကျင့်သုံးရင်ရိုးရရရုပ်ရှင်ရိုက်ကူးရေးကိုပြောင်းလဲဖို့ရည်ရထားပါတယ်ခုပူပေါင်းဆောင်ရွက်မှုကလက်တွေ့ရလက်တွေရှိနေပြီး viewer ဘုံနဲ့ Ronaldo တို့ဟာ you are mama တစ်ဆင့်ငွေကြေးထောက်ပံ့ကပူးတွဲထုတ်ထားတဲ့အရှင်ရုပ်ရှင်ကနှစ်ကားပီးစီခဲ့ပြီးတတိယမရုပ်ရှင်ကိုလည်းဖန်တီးနေပါတယ်ဒီရုပ်ရှင်တွေဟာတူညီတဲ့ဇလန်တွေရဲ့အစိပ်ပိုင်းတွေဖြစ်ပါတယ်ပထမရုပ်ရှင်ရဲ့သေးစိတ်ချက်လက်တွေကိုမကြောက်ခင်ထုတ်ပြတော့မှာပါ ရော်နယ်ဒိုဟာထုတ်လုပ်မှုအနေနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်ရော်နယ်ဒိုကစီးပွားရေးနဲ့ပဲသူတို့စီရှေ့ရှုနေတဲ့ကျွန်တော်အတွက်ဒါဟာစိတ်လုံရှားစရာကောင်းတဲ့အခမ်းကဏ္ဍပါလို့ပြောပါတယ်ဒရိုက်တာကလည်းကျွန်တော်ဘက်တော့မှရေးသားနာမည်မဟုတ်တဲ့ဇလန်လေးကိုခရစ်စတီယာနိုကကွင်းထဲမှာဖန်တီးခဲ့ပါတယ်သူနဲ့အတူစိတ်အားတက်ကြွစေမဲ့ရုပ်ရှင်တွေဖန်တီးဖို့ကျွန်တော်မျှော်လင့်နေပါတယ်သူကတကယ်လက်တွေ့ဘဝရဲ့စူပါဟီးရိုးပါလို့ထပ်လောင်းပြောပါတယ်စတိုင်ဂျာဗီလှူရှာမှုပြည့်ရှိတဲ့ဇလန်ပြောပြမှုတွေကြောင့်နာမည်ကျော်ကြားတဲ့ဘောဟာအရှင်မျိုးဆောင်မှာထူးခြားတဲ့နေရာတစ်ခုရယူထားပြီးဖြစ်ပါတယ် သူရဲ့ writer ဖြစ်တောင်းယူခဲ့တဲ့ရုပ်ရှင်တွေထဲမှာ Layer Cake 2004 Kickass 2010နဲ့ Iceman Fast Class 2013တို့ပေါင်းပြီးအဲ့ဒီတစ်ခုချင်းစင်တိုင်းဟာထမြက်တဲ့ဟာသားညံနဲ့ပြင်းထန်တဲ့လှုပ်ရှားမှုတွေပေါင်းစပ်ထားတဲ့သူ့ရဲ့ချင်းကိုထင်ဟပ်စေပါတယ်။2014မှာ Bon ဟာသူ့ရဲ့ထုတ်လုပ်ရေး company Mav ကနေထုတ်လုပ်ခဲ့တဲ့တရှိုးဇလန်းနဲ့ Opera Sansan ဂျမ်ဖတ်မှုတွေပေါင်းစပ်ထားတဲ့ Kingsman series နဲ့အတူလူကြိုက်များတဲ့ထိတ်တန့်နေရာကိုရောက်လာပြန်ပါတယ်။2024မှာတော့သူဟာ Henry Cavill နဲ့ ဘရစ်ဒါလဟာဝါတို့ပါဝင်တဲ့တရှိုးတက်ထရင်မူစကန်အဂါလီကိုရိုက်ကူးခဲ့ပါတယ်ကင်းစမန်စီးရီးမှာနောက်ထပ်ရရှိကောင်းကလည်းထွက်ရှိဖို့စီစဉ်နေပါတယ်ပေါ်တူဂီရဲ့ဘောလုံးလောကထိပ်သီးရော်ရန်ဒိုကတော့ဘောလုံးကွင်းမြင့်ပေါင်းမှာသူ့ရဲ့မှတ်တစိုက်ကိုတိုးချက်ခဲ့ပြီးတော့မီဒီယာနယ်ပယ်မှာလည်းအင်အားကြီးမားတဲ့နေရာတည်ထောင်ထားပါတယ်2023အော်တိုဘာမှာသူဟာထင်ရှားတဲ့သတင်းဌာနတွေကိုပန်ဆိုင်တဲ့ပေါ်တူဂီမီဒီယာကုမ္ပဏီကြီးမှာအဓိကရင်းနှီးမြှုပ်နှံသူဖြစ်လာပါတယ် ကော်ဖီနာမီဒီယာလို့လည်းဆိုပါတယ်ဒီဂျစ်တယ်နီးပညာကိုကျွမ်းကျင်ကြောင်းသက်သေကြတဲ့အနေနဲ့ရော်နယ်ဒိုဟာ2020အောက်တိုဘာလမှာသူ့ရဲ့ YouTube channel ဖြစ်တဲ့ UR Cristiano ကိုစတင်တည်ထောင်ပါလေ။အဲ့ဒီ channel မှာသူ့ရဲ့ကိုယ်ရေးကိုတာအတွင်းကြကြမြင်ကွင်းတွေနဲ့စိန်ခေါ်မှုတွေပါဝင်အမျိုးမျိုးအကြောင်းအရာတွေနဲ့ပရိသတ်တွေကိုထင်ရှားစွာကြည့်ရှုခွင့်ပေးခဲ့ပါလေ။မီဒီယာလုပ်ငန်းတွေမှာဒီလိုမဟာဗျူဟာမျိုးရင်းနှီးမြှုပ်နှံမှုဟာရော်နယ်ဒိုရဲ့ဖျော်ဖြေလုပ်ငန်းမှာသူ့ရဲ့လွှမ်းမိုးမှုကိုခိုင်မာစေဖို့နဲ့သူ့ရဲ့ဘောလုံးကစားသမားဘဝကိုကျော်လွန်ပြီးနောက် သူရမတ်စိတ်ကိုရေရှည်တည်တံ့စေဖို့ရည်ရွယ်တဲ့ရီမန်ချက်ကိုပေါ်လွင်ထင်ရှားစေတယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဟိုတလောတော့ကဒိုင်ယာဝူးဆိုတဲ့ဝင်းပလွေမျိုးစိတ်တွေပြန်သက်သွင်းတဲ့စီမံကိန်းကနေဝင်းပလွေပေါက်၃កောင်အောင်မြင်စွာထုတ်လုပ်နိုင်တဲ့နောက်မာမော့လို့ခေါ်တဲ့အမွှေးရှင်စင်ကြီးတွေကိုရောအနာဂတ်မှာပြန်လည်ဖန်တီးနိုင်မလားဆိုတဲ့မေးခွန်းတွေကြဲကြဲလောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။ အမွေးရှိစင်မျိုးဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း၄000ခန်းကမျိုးသုံးသွားခဲ့တဲ့တတဝါတစ်မျိုးပါအခုခေတ်လူသားတွေရဲ့ဘိုးဘေးတွေအလုံးကျော်အမဲလိုက်မှုကြောင့်မျိုးသုံးသွားတယ်လို့ပညာရှင်တွေကမှတ်ယူကြပါတယ်ဒီလိုမားမော့လို့ခေါ်တဲ့အမွေးရှိစင်ကြီးတွေကိုမျိုးသုံးပါစေတော့ရဲ့လို့သဘောထားပြီးအမဲလိုက်ခဲ့တာဟုတ်ပုံမရပါပဲမွေးဖွားနှုန်းအင်မတန်နှေးကွေးတဲ့အဋ္ဌတဝါကြီးတွေကိုသူတို့မွေးဖွားနှုန်းထက်ပိုပြီးတက်ဖြတ်မိတဲ့အခါမျိုးတုံးသွားဟန်တူတယ်လို့ပညာရှင်တွေကဆိုပါတယ် အခုဆိုရင်ဇီဝနေပညာရဲ့တိုးတက်မှုတွေကြောင့်အဋ္ဌတရဝကြီးတွေကိုပြန်သက်သွင်းဖို့စ조사နေပါတယ်။ဒီကအပြင် Colossal Bio Science ဆိုတဲ့ company ကဦးဆောင်ပြီးလုပ်နေတာပါ။လက်ရှိဆင်တဲ့အမွှေးရှင်ဆင်ဟာဇီဝဗေဒရာဆင်နွယ်ဝင်နေဖြစ်ပါတယ်။သူတွေတီတွေကအဓိကနီလန်နဲ့သွင်းနေချင်းကပါတယ်။နီလန်တက်ကမျိုးဗီဇလောက်ဆောင်ခြင်းမှာအိန္ဒိယဆင်တမမို့အာဖရိကဆင်ရဲ့စတဲတွေကိုယူပြီးတော့ မျိုးပိဇတိဖြတ်နေပညာတော်မီအမွှေးရှင်စင်ရဲ့ဝိသေသလက္ခဏာတွေကိုဖန်တီးကြပါလေဥမာအမွှေးမင်ထူထဲခြင်းအစီလွားထူခြင်းအေးတဲ့ဒေသမှာနေထိုင်နိုင်မှုသွေးထဲမှာဟီမိုဂလိုဘင်အထူးမျိုးစားရှိခြင်းစသဖြင့်အချက်တွေပါပါလေပမောက်ကဂျော့ချာချ်နဲ့သူရဲ့ဟာဗတ်ကတို့ကအလီဖွဲ့ဟာဒီနီလန်ကိုတုံးပြီးတော့မွှေးရှင်စင်ရဲ့ဝိသေသ45မျိုးကိုဖန်တီးဖို့စူးစမ်းနေပါလေနီလန်နှစ်ကရှေးဟောင်း DNA ထုတ်ယူခြင်းမှာရေကဲတဲ့ငွေထဲမှာကောင်းမှုစွာထိန်းသိမ်းထားတဲ့အမွှေးရှင်စင် ရုပ်အလောင်းတွေကလည်း DNA ကိုဆွဲထုတ်ပြီးပြန်ဖွဲ့စည်းကြပါတယ်2021 Siberia ကတွေ့ခဲ့တဲ့မိုးရှေစင်ပေါက်တွေရဲ့ရုပ်အလောင်းဟာဒီလိုသူရိဒနာအတွက်အရေးပါတဲ့အရေးမြစ်ပါသူတို့ကိုပြန်လည်မွေးဖွားခြင်းရွယ်ချက်ကအတိတ်ဒေသသဘောပေါ်ဝင်ခြင်းထင်းသိမ်းရေးမွေးရှေစင်ကြီးတွေဟာမြက်ခင်းပြင်တွေကိုထွန်ရက်ပြီးရာသီဥတုပူနွေးလောက်မှတိုက်ဖြစ်နိုင်တဲ့မွေးရှေစင်မြက်ခင်းကိုပြန်ဖန်တီးနိုင်ပါတယ်မျိုးသုံးချင်းကိုကောက်ွယ်ခြင်းဒီနည်းပညာကိုအသုံးပြုပြီးတော့တခြားမျိုးသုံးလို့နှိပါဖြစ်တဲ့တိရစ္ဆာန်တွေကိုကယ်တင်နိုင်ပါတယ် ။သဘောပေါင်းခြင်းသူသူရေတနာအမွေရှိစင်ကြီးတွေရဲ့ဇီဝပေဒါအကြောင်းလေးလာခြင်းအပြင်သဘောပေါင်းခြင်းဆိုင်ရာသိပညာတွေရရှိနိုင်ပါတယ်။2023မှာ Colossal Company ကဒေါ်လာတန်တက50ကျော်ယင်းနှမြုပ်နယ်မှုရှိခဲ့ပြီးသူတို့ရည်မှန်ချက်က2029မှာပထမဆုံးမွေးရှိစင်ကလေးကိုမွေးဖွားနိုင်ဖို့ဖြစ်ပါတယ်။အဲဒီတော့2024မှာသူတို့ဟာစင်စရီသိိန်တဲ့ကိုပုံတူပြုလုပ်ထားတဲ့စင်မွေးရှိစင်စရီသားကိုအစမ်းထည့်သွင်းဖို့စီစဉ်နေပါတယ်။တကယ်တော့ဒီစီမံကိန်းနဲ့ပတ်သက်ပြီးကျင်းဝဆိုင်ရာမေးခွန်းတွေတော့ရှိပါတယ်။ သူတို့ကမ္ဘာလောကတွေပြန်ခေါ်ဆောင်ပြီဆိုပါဦးနော်ခုလိုလက်ရှိပတ်ဝန်းကျင်တဘာဝရည်မြီမှာသူတို့အသက်ရှင်တန်နိုင်မလားသူတို့အတွက်တင့်တော်မဲ့နေမြေရေတို့ရောရှိပါဦးမလားဆိုတာလဲခေါင်းခဲเสียပြဿနာပဲဖြစ်ပါတယ်